မင်္ဂလာပါ The Great Godzilla Terrorma ဖြစ်ပါတယ်။တင်းတွက်မနှက်ဖြန်ငွေကြေးကန့်ခြင်းတွေကိုဖတ်ကြားပေးပါမယ်။မနှက်ဖြန်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်။အဲကိုမျောလင့်နေတဲ့အဲတရင်စကားရရှိလာတတ်တယ်။နောက်ပြီးတော့ကြာနေတဲ့အဲခက်ခဲနေတဲ့ကိစ္စကအောင်မြင်ဖို့ရှိတယ်ဆိုတာမျိုးတွေ့ရတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့ဖြစ်စေစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဖြစ်စေအကုန်လုံးရဲ့အထက်မှာအောင်မြင်နေတတ်တဲ့မနာလိုတဲ့သူတွေများနေတတ်တယ်။ကိုယ့်ရဲ့လက်ရှိရှိနေတဲ့စီးပွားရေးကိုရုပ်ရော့အောင်လို့ငွေကြေးကဏ္ဍကိုရုပ်ရော့အောင်လို့အာ တိုက်ခတ်တဲ့သူတွေများမယ်နော်စီးပွားရေးပိုင်းမှာဆိုလို့ရှိရင်မြင်းတွေရာအနေထားတွေနဲ့ပတ်သက်ပြီးတော့ပြောစရာဆိုစရာရှိတဲ့သူတွေဆိုရင်အငင်းခုံလေးတွေဖြစ်ရတတ်တယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့စီးပွားရေးပိုင်းမှာနေမြေဒေသချပြီးတော့အလုံးလုံးကန်ရခင်ရှိတယ်ယခုလက်ရှိနေရာကနေတခြားနေရာကိုသွားပြီးတော့အလုံးလုံးကန်ရခင်ရှိတယ်အလုံးနဲ့စီးပွားရေးကြောင့်မလို့ခီးထွက်ခင်ရှိတယ်သို့မဟုတ်တခြားနေရာကိုခီးထွက်နေရတဲ့သူဆိုလို့ရှိရင်လည်းအဲနေရာပေါ့နော်ပြန်ပြီးတော့ပေါ့ ရောက်လာဖို့ရှိတယ်။နောက်တာဝန်ပေါ့နော်မလွဲမချောင်သာတာဝန်ညယူရတတ်တယ်။နောက်တစ်ခါပါလဲဆိုလို့ရှိရင်ကိုယ်အနေနဲ့ပေါ့နော်အစီပိုင်းပိုင်းမှာဆိုလို့ရှိရင်တခုမကောင်းတဲ့ချက်ကကိုယ်အနေနဲ့အကူအထားရနိုင်တယ်လို့ထင်ပြီးတော့မျောလင့်ထားတဲ့သူမျောလင့်ထားတဲ့အရာက အကူအထားမရဘဲနဲ့ကိုယ်ပဲပေါ့နော်ကြိုးကြိုးဆက်ဆက်နဲ့တယောက်တည်းခေါင်းမိတောက်ပြီးတော့အလှုပ်ရှုပ်ရတတ်တဲ့ဂိမ်းမျိုးရှိရတတ်တယ်နော် အဲ့လိုခေါင်းမိတောင်းရတတ်တဲ့ကိန်းရှိတယ်။နောက်ပြီးတော့တချို့သောကိစ္စတွေမှာပေါ့နော်အဲ့လိုမျိုးဟိုအေးအေးဆေးဆေးဖြေရှင်းလို့မရဘူးပေါ့နော်အဲ့ခါကြလို့ရှိရင်အဒုတ်ပြခဲ့လို့ရလောက်ရတတ်တယ်ရံပြဿနာလေးတွေဖြစ်ပြီးမှပေါ့နော်ရတတ်တယ်အတိုက်ခံတွေကြားကမှအောင်နိုင်ခြင်းရှိတယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့ငွေချင်းနဲ့ဖြစ်စီစီးပွားရေးနဲ့ဖြစ်စီပေါ့နော်စကားအနေနဲ့ပြောရတတ်တယ်အနိုင်လူပြောရတာမျိုးတွေရှိမယ် ကတော့ကစားဖြစ်တာမျိုးတွေရှိမယ်အဲ့လိုပြောလို့မောနေအောင်ပြောလို့ဝါမပဲပေါ့နော်ဟိုအဆင်ပြေခြင်းရှိတယ်အဲ့တော့အဲ့လိုမပြောနိုင်ဘူးစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ငွေကြေးနဲ့ပတ်သက်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီလိုမပြောနိုင်ဘူးအေးစစ်စစ်လေးဘက်ကထိုင်ဆောင်နေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီအရာကအဆင်မပြေလောက်ဘူးဆိုတာမျိုးလေးတွေ့ရတယ်ပေါ့နော်ကိုကျွတ်ကျွတ်ဆဆနဲ့ပေါ့နော်အဲ့လိုမျိုးပြောလိုက်တော့မှအလူပြောလိုက်တော့မှအဆင်ပြေသွားတာမျိုးရှိတတ်တယ်နောက်တစ်ခုစီးပွားရေးအစ်စ် ပေါ့နော်စတင်ချင်နေတဲ့သူတွေအနေနဲ့ကတော့မနှက်ဖြန်ကပေါ့နော်မထင်မှတ်ထားပဲနဲ့စီးပွားရေးလုပ်ငန်းတည်ဆောက်တရားတွေမျိုးရှိတယ်နောက်တစ်ခုကလည်းဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုးဟိုပြီးခဲ့တဲ့အချိန်ကာလအတိတ်ကာလတုန်းကပေါ့နော်ငါဒီစီးပွားရေးကိုမလုတ်ဖြစ်တော့တော့ဘူးလုံနိုင်မှာမဟုတ်တော့ဘူးလို့ထင်ခဲ့တဲ့အရာကပေါ့နော်စတင်ပြီးတော့ပြန်လဲအသက်ဝင်လာပြီးတော့ပြန်လဲစတင်ပြီးတော့လှုပ်ဆောင်ဖြစ်ဖို့ဂိမ်းရှိတယ်ပေါ့နော်အဲ့တော့ကောင်းလိုက်ကောင်းနေပေါ့နော် အာရေရှိမှလည်းအောင်မြင်မဲ့ဂိမ်းမျိုးပေါ့နော်အဲ့ဒါမျိုးလေးတွေ့ရပါတယ်ဒါဆိုလို့ရှိရင်ဒါကမနှက်ဖြာငွေကြေးကန်ဖြစ်ပါတယ်